င်္ဂလာပါရှင်။တန်လွင်ထိုင်းမြေနိုဝင်ဘာလ20ရက်နေ့အတွက်ညနေခင်းနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပြီးတော့မှာပါ။တန်လွင်ထိုင်းမြေသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တန်လွင်ထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျမယွန်ကြည့်ပြပါရှင်။အမခါမမြင်ရအောင်လား။ဒီကနေ့ညနေခင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ ရွေးကောက်ပွဲဥပဒေနဲ့ချောင်းဆောင်ဒေသခံတူထောင်နဲ့18နှစ်ချမှတ်ခံရတဲ့တဲ့တွေအပြင်မော်လမြိုင်တောင်ဝိုင်းတောင်ဖြိုချပြီးပြည်နယ်စစ်ကောင်ရှင် မြို့သစ်စီမံကိန်းမှာမြေဖို့နေတဲ့တဲ့နဲ့ NUCC ရဲ့အဖွဲ့ဝင်အဖြစ်ယာယီရဆိုင်မှု ပိုကောင်းတဲ့နိုင်ငံရေးချင်းကပ်မှုကိုဥတီတာလို့ KNPB ပြောလိုက်တဲ့သတင်းတွေကိုပါရှုစားကြရမှာပါနိုင်ငံတကာသတင်းတွေမှာတော့တရုတ်တရှိုမြို့တော်ဝန်ဟောင်းကိုဖိလစ်ပိုင်ထောင်တသက်တကျွန်းချမှတ်လိုက်တဲ့သတင်း ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးရေးကြိုးပမ်းမှုတွေကနေကမ္ဘာအချမ်းသာဆုံးနိုင်ငံတွေနောက်ပြန်ဆုတ်သွားတဲ့သတင်းတွေနဲ့အတူမနက်ဖြန်အတွက်မိုးလေဝသသတင်းတွေကိုပါတင်ဆက်ပေးသွားပါမယ်ရှင်။ ွန်ပြည်နယ်ချောင်းဆောင်မြို့နယ်ကွန်ရိုက်ကျေးရွာနေတက်ကြီးပိုင်းအမျိုးသားတဦးကိုစစ်ကောင်ရှင်ကရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ထောင်ဒဏ်18နှစ်ပြည့်နှံချမှတ်လိုက်တယ်လို့ဒေသခံတွေကတာလွင်ထမ်းမှုပြောပါတယ်။အသက်65နှစ်ရွယ်ဦးကျော်မြင့်ဟာကွန်ရိုက်ကျေးရွာအုပ်ချုပ်ရေးမှုရုံးမှာကတ်ထားတဲ့ချောင်းဆောင်မြို့နယ်ကိုစလဲလောင်းတွေအမည်စရင်းပါစာရွက်ဆုပ်ဖြဲမှုဆွဆွဲကြတဲ့ပြီးခဲ့တဲ့နိုဝင်ဘာလ9ရက်နေ့မှာဖမ်းဆီးမှုဖွင့်ခံလိုက်ရတာပါ။အဲ့ဒီနောက်စစ်ကောင်ရှင်ဟာဦးကျော်မြင့်ကို အချိန်နှစ်ပတ်အကြာရုံးထုတ်ဆွတ်ဆေးပြီးတဲ့နောက်နိုဗင်ဘာလ16ရက်နေ့မှာတော့ထောင်နဲ့18နှစ်ပြည်တံချမှတ်လိုက်တာပါသူကတော့မော်လမြိုင်တရားရုံးကနေပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှောက်ရဟန်တာဖျက်ဆီးခြင်းမှကောက်ွယ်ပေးရေးဥပဒေပုံမှားတွေဖြစ်တယ်26ကကြီး24ကကြီးတို့နဲ့ထောင်နဲ့18နှစ်ချမှတ်လိုက်တာ ဖြစ်ပါတယ်ဥကြုံမြင့်ကိုစစ်ကောင်ဖြင့်ဘက်ကထောင်နဲ့18နှစ်ချမှတ်လိုက်တဲ့အတွက် ဒေသခံပြည်သူတွေအကြားဝေဖန်မှုတွေရှိနေပြီးဒေသခံတွေရဲ့ပြပြချက်အရဥကြုံမြင့်ဟာစိတ်မနှံ့သူလို့သိရပါတယ်ရှင်။နိုဝင်ဘာလ19ရက်နေ့ကလည်းစစ်ကောင်ဖြစ်ဟာသူတို့ချင်းပမဲ့ရွေးကောက်ပွဲကိုစံကြဲကြောင်းဆန္ဒပြခဲ့ကြတဲ့ရန်ကုန်မြို့နယ်လူငယ်3ဦးကိုလည်းထောင်နဲ့အနှစ်90နီးပါးပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။အနာသိန်းစစ်ကောင်ရှင်ဟာသူတို့ချင်းပမဲ့ရွေးကောက်ပွဲဆန့်ကျင်သူတွေကိုတားဆီးဖို့အတွက်အထွေထွေရွေးကောက်ပွဲ နှောက်ရှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေကိုပြီးခဲ့တဲ့ဇူလိုင်လနှောင်းပိုင်းမှာပြဋ္ဌာန်းလိုက်ပါတယ်။အဲ့ဒီဥပဒေပြဋ္ဌာန်းပြီးတဲ့နောက်နိုင်ငံတော်မှရွေးကောက်ပွဲပြည်ပြန်အောင်လှုံ့ဆော်မှုဆွဆွဲချက်တွေနဲ့အနုပညာရှင်တွေအပါအဝင်လူပေါင်းတရားထံမှလည်းဖမ်းဆီးမှုဖွင့်ခံထားရပါတယ်ရှင်။မွန်ပြည်နယ်မော်လမြိုင်မြို့ရဲ့အထင်ကရနေရာတစ်ခုပြတဲ့တောင်ဝိုင်းတောင်ကိုပြည်နယ်စစ်ကောင်ရှင်ခွင့်ပြုချက်နဲ့ဖြိုချပြီးမြို့သစ်စီမံကိန်းမှာမြေဖို့နေမှုနဲ့ပတ်သက်လို့ ပြင်းထန်တဲ့ဝေဖန်မှုတွေထွက်ပေါ်နေပါတယ်။ဒီသတင်းကိုတော့အင်မီယောင်ကတင်ဆက်ပေးထားပါတယ်ရှင်။မွန်ပြည်နယ်မော်လမြိုင်မြို့ရဲ့အထင်ကရနေရာတစ်ခုဖြစ်တဲ့တောင်ဝိုင်းတောင်ကိုပြည်နယ်စစ်ကော်မရှင်ခွင့်ပြုချက်နဲ့ဖြိုချပြီးမြို့သစ်စီမံကိန်းမှာမြေဖို့နေမှုပေါ်ဒေသခံပြည်သူတွေပြင်းပြထန်ထန်ဝေဖန်မှုတွေရှိနေပါတယ်။မွန်ပြည်နယ်စစ်ကော်မရှင်ဟာတောင်ဝိုင်းတောင်ရဲ့ဖြိုချမှုကနေရရှိလာတဲ့မြေတွေကိုသူတို့ဖော်ဆောင်နေတဲ့ Client တိုးချဲ့မြို့သစ်စီမံကိန်းရဲ့မူတုံမြို့နီးက လေးစိတ်သစ်စီမံကိန်းမှာတုံးချနေတာဖြစ်ပါတယ်။တာဝန်တိုင်းကစုံစမ်းမှုအရတာဝန်တောင်ဖြိုချမှုအတွက်ဗဟိုးလုပ်ငန်းရှင်အဖွဲ့တစ်ခုကိုပြည်내စစ်ကော်မရှင်ကလုတ်ပိုင်ခွင့်ပေးထားပြီးရရှိလာတဲ့မြေကြီးတွေကို Monument Crony ဦးမိုးကျော်ဦးဆောင်တဲ့ကုမ္ပဏီကပြန်လည်ဝယ်ယူနေတာပါ။မော်ရီမြို့ကန်တူကတော့တောင်ဝိုင်းတောင်ဖြိုချမှုကြောင့်ရေရှည်မှာသဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးတာနဲ့မြေပြိုမှုအန္တရာယ်တွေဖြစ်ပေါ်လာနိုင်တဲ့အတွက်လက်မခံဘူးလို့ပြောပါရစေ။ လူလုံးတို့ဘူးတူတဲ့နားမှာတော့ဟိုရောပောင်းနေပြုံးနေတာပါဗျာနီးနားတော့အနေရှိနိုင်တယ်ဗောလေကိုပြီးကြရောပုံလေးနေတော့ကိုလူချင်းပြူလေအဲ့ပိန်ကြောင်းဆိုလို့ရှိရင်ပြူတော့ကြောင်းတစ်ကြောင်းလုံးမှာပါသွားတယ်လေအဲ့တော့တစ်ခါပြူဦးလေဖြစ်ဘူးလေရောပောင်းဝင်ခြင်းနေပြည့်စီရောဒီမှာရေရတဲ့နေနေတဲ့နေနေနဲ့တနေ့ကပူလို့ပါဖြစ်တယ်တူတော့လုံးဝကျွန်တော်ဒါအပြင်တောင်ဝိုင်းတောင်ကိုဖြိုချပြီးမြေသားနဲ့ကြောက်တွေထုတ်ယူတည်ဆောင်နေတာကြောင့်လမ်းနေပြည့်စီရဲ့ပြင်မိုးရင်းကာလရောက်ရှိပါက ီပြူနိုင်တဲ့အတွက်တောင်ချေနီးနားမှာနေထိုင်သူတွေအတွက်အနေရအလွန်များတယ်လို့သူကဆက်ပြောပါတယ်။တောင်ဝိုင်းတောင်ဖြိုချမှုကြောင့်ဒေသခံပြည်သူတွေကြားဝေဖန်မှုတွေရှိနေတာကြောင့်နိုဝင်ဘာလ20ရက်နေ့ကပြည်နယ်စစ်ကော်မရှင်ရဲ့ဌာနဆောင်ပါဝင်တဲ့အဖွဲ့ကတောင်မြေတူးမှုကိုဖန်ပြသွားရောက်စစ်ဆေးခဲ့တယ်လို့စစ်ကော်မရှင်နဲ့နှီးဆက်သူတွေရဲ့ပြည်ပြည့်ကြေညာသိရပါတယ်။တောင်ဝိုင်းတောင်ဟာမွန်ရွေမြို့ရဲ့အသက်သွေးကြောတစ်ခုဖြစ်တယ်လို့နှစ်စဉ်ဝါဇူလပြည့်နေ့မှာပွဲတော်ကျင်းပကြပြီးအခြားရက်တွေမှာလည်းအနေနဲ့ရရက်ကဖျားဟုပြည်သူတွေလာရောက်လေးလာတဲ့ နေရာတစ်ခုဖြစ်ပါတယ်။မော်လွေမြို့မှာတော့စစ်တပ်အာဏာသိမ်းပြီးနောက်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုတွေမရှိတော့ဖြစ်လာကတောင်ဖြိုမြေတူးခွင့်ပေးထားတာအပြင်သဘာဝပတ်ဝန်းကျင်ကိုထိခိုက်နိုင်တဲ့ခနောက်စင်းလိုစေယုံလီကစားလေပတ်ခွင့်ပြုထားပါတယ်။အမျိုးသားညီညွတ်ရေးအတိုင်းအမြခံကောင်စီမှအဖွဲ့ဝင်အဖြစ်ပါဝင်နေမှုကိုယာယီရက်ဆိုင်တာဟာနိုင်ငံရေးချင်းကပ်မှုပုံမကောင်းမွန်အောင်ဦးတည်တာလို့ကရင်ပြည်အမျိုးသားတိုးတက်ရေးပါတီကပြောပါတယ်။ ဒီအကြောင်းကိုတော့ဝိုင်းဒီကတင်ဆက်ပေးထားပါရရှင်မြူတန်ညူရဲ့အတိုင်းပင်ခံကောင်စီ NUC မှာအဖွဲ့ဝင်ဖြစ်ပါဝင်နေမှုကိုယာယီရပ်ဆိုင်းတာဟာနိုင်ငံချင်းကပ်မှုပိုကောင်းမွန်အောင်ဦးတည်တာလို့ကင်းနီအမျိုးသားတွတ်တက်ရေးပါတီ KNPP အတွင်းမှုဦးအောင်ဆန်းမြင့်ကတန်လွင်တိုင်းကိုပြောပါရယ်ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းဆရာနာရှင်စနစ်ကိုစန့်ကျင်တော်လှန်နေကြတဲ့ကင်းနီမျိုးသားတွတ်တက်ရေးပါတီ KNPP နဲ့ကင်းမျိုးသားစီယုံ KNU တို့ NUC ကနေနှုတ်ထွက်စာတင်ခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့တာပါ ဝောင်ဆန်းမြင့်က NUCC အဖွဲ့ဝင်ဖြစ်ကနေရာရဲဆိုင်မှုဟာနိုင်ငံချင်းကပ်မှုနဲ့နိုင်ငံရေးဆိုင်ရာဆွေးနွေးဆုံးဖြတ်တဲ့ကိစ္စတွေမှာပြုတ်ပြင်စေခြင်းတဲ့သဘောဖြစ်ပြီးတခြားအကြောင်းအရာမရှိဘူးလို့ပြောပါရည်။အေးကျွန်တော်တို့ကရာရဲဆိုင်နေဆိုတော့အာဒီထက်ပိုပြီးတော့မှကျွန်တော်တို့နိုင်ငံချင်းကပ်မှုကိုကောင်းမွန်အောင် ဦးတည်ရပါလို့တော့တခြားအကြောင်းအရာတော့ဘာမှရှိပါဘူးသူလူရကကျွန်တော်တို့ကြွားနေတဲ့နည်းနည်းချစ်ကမှုတွေအများကြီးရှိရင်တော့ကျွန်တော်တို့ NUCC Super Moon တို့နောင်ရအတားရေးဆွေးရေးတို့ CP လုပ်ငန်းရှင်တို့တခြားဖြူနေနိုင်ငံရေးရှင်ဆုံးဖြတ်တာတွေပေါ့ဒါတွေအားလုံးကိုကျွန်တော်ပြုပြင်အာဒီချင်တာပါဒါတော့ပါပဲကျွန်တော်ဘာမှမရှိပါဘူးเนาะ ဒါအပြင် bottleneck federalism ကိုအခြေခံထားတဲ့ AFDA လို့ခေါ်တဲ့ Federal အသွင်ကူးပြောင်းရေးစီမံဆိုင်ရာအခြေခံဥပဒေရေးဆွဲရေးမှာတော့80ရာခိုင်နှုန်းအထိပြင်းပြောက်သွားပြီးမို့20ရာခိုင်နှုန်းလောက်ပဲကျန်တော့တယ်လို့သူကဆက်ပြောပါတယ်အဲ့ဒီခြေကံဥပဒေကို KNPP နဲ့ KNU ပါဝင်တိုင်းဒေသလက်နက်ဒေါ်လာရေးဖွဲ့ရင်းနဲ့ပြည်내လူမျိုးကိုစားပြု Federal Council တွေပါတဲ့အဖွဲ့၉ဖွဲ့ကနေစတင်ရေးဆွဲနေပြီလို့အခုနှစ်ဖေဖော်ဝါရီ၁၂ရက်နေ့မှာကြေညာခဲ့တာပါအနာဂတ် Federal Democracy ပြည်ထောင်စုတည်ဆောက်မှုကိုလက်တွေ့ဖော်ဆောင်ပြီး အသွင်ကူးပြောင်းရေးကာလအတွက်ဖွဲ့စည်းပုံခြေခံဥပဒေလိုမျိုးတည်ရမှုရှိတဲ့အုပ်ချုပ်ရေးစာတမ်းဖြင့်ကျင့်သုံးသွားဖို့ဖြစ်ပါသည်။ဖက်ဒရယ်အသွင်ကူးပြောင်းရေးအစီအမံဆိုင်ရာခြေခံဥပဒေရေးဆွဲရေးဟာအန်ယူစီရဲ့လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပြီးအသွင်ကူးပြောင်းရေးဖွဲ့စည်းပုံခြေခံဥပဒေရေးဆွဲရေးအလုပ်ဖွဲ့ TCWG ကိုဖွဲ့စည်းထားတာပါ။ TCWG မှာတော့တိုင်းသားဖွဲ့တွေနဲ့ပြည်내လူမျိုးကိုစားပြုဖက်ဒရယ်ကောင်စီတွေပါတဲ့အဖွဲ့ကိုယ်ပွဲကကိုယ်စားလှယ်တွေလည်းပါဝင်တယ်လို့ NUG နဲ့ NUCC ကကိုယ်စားလှယ်တွေလည်းပါဝင်ပြီးအတူတကွရေးဆွဲကြတာဖြစ်ပါသေးတယ်။ တစ်ဖက်မှာ KNU မြို့သားစီယုံ KNU ကလည်း NUCC ကနေဖွဲ့ဝင်ဖြစ်နှုတ်ထွက်တာနဲ့ပတ်သက်ပြီးပြောရေးဆိုခွင့်ရှိသူဘရိုဆော့တော်နီကိုတန်လွင်တိုင်းကဆက်သွယ်မေးမြန်းခဲ့ပေမဲ့အကြောင်းပြန်ခြင်းမရှိသေးပါဘူး။မြို့သားညီညွတ်ရေးတိုင်ပင်ခံကောင်စီ NUCC ကို2021ခုနှစ်မတ်လဆန်းမှာဖွဲ့စည်းခဲ့ပြီးတော်လိုင်းကလာဘွားရာပိုင်းဆိုင်ရာနိုင်ငံရေးဦးဆောင်တဲ့ဖွဲ့စည်းတစ်ခုဖြစ်တယ်လို့ NUG ကိုမူဝါဒအရအကူအညီတွေပေးနိုင်အောင်လှုံ့ဆော်ပေးနေတာပါ။အဲ့ဒီထဲမှာပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH အပါအဝင်နိုင်ငံရေးပါတီတွေ တိုင်းဒေါ်တော်လိုင်ရဲ့ဖွဲ့စည်းတွေနဲ့ဂျာကာလာပြည်နယ်ဖက်ဒရယ်ယူနစ်လူမျိုးကိုစားပြုဖွဲ့စည်းကောင်စီတွေနဲ့တပိတ်ကော်မတီတွေလည်းပါဝင်ပါတယ်။လက်ရှိမှာတော့ KNPP နဲ့ KNU တို့ NUCC ကနေယာယီနှုတ်ထွက်ဖို့စတင်ထားပြီးကချင်က KPICT အဖွဲ့နဲ့မြန်မာဒီမိုကရေစီအဖွဲ့ချုပ် NLD တို့ကလည်း2022ခုနှစ်မှာအဖွဲ့ဝင်ဖြစ်ကနေပါဝင်မှုကိုရန်နာပြီးနှုတ်ထွက်ခဲ့ကြပါတယ်။ နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။တရုတ်တရှိုးမြို့တော်ဝန်ဟောင်းကိုဖိလစ်ပိုင်ထောင်တသက်တကျွန်းချမှတ်လိုက်ပါတယ်။ဒီအကြောင်းကိုတော့ဖေဖေကပြပြပေးထားပါရရှင်။တရုတ်အတွက်လှုပ်ဝှက်ထောက်လန်ပေးရလို့ဆွဆွဲခံနာရတဲ့ဖိလစ်ပိုင်မြို့တော်ဝန်ဟောင်းတူအွန်လိုင်းလူလိန်စင်တာတွေဖွင့်လှစ်ရမှာပါဝင်မှုကြောင့်လူမောင်းကိုကူးမှုဆွဆွဲချက်နဲ့ထောင်နှံတသက်တကျွန်းချမှတ်ခံလိုက်ရပါတယ်။ Mrs. Ella Kuo နဲ့တခြားသုံးဦးကိုတသက်တကျွန်းထောင်နဲ့အတူဒဏ်ငွေပြီးဆိုနှစ်တန်ကန်ဒေါ်လာ 3832ပေးဆောင်မှုဖိလစ်ပိုင်တရားရုံးကနေပြီးတော့နိုဝင်ဘာလ20ရက်မှာအမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။သူအုပ်ချုပ်တဲ့ဘန်ဘန်မြို့မှာဖိလစ်ပိုင်ရဲ့အကြီးမားဆုံးအွန်လိုင်းလူလိန်စင်တာတွေထဲကတစ်ခုကိုအာဏာပိုင်တွေကဖော်ထုတ်သိရှိခဲ့ပြီးနောက်အမှုပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။အဲ့ဒီနေရာကိုစီးနင်းပြီးနောက်ဖိလစ်ပိုင်နိုင်ငံသားတွေအပါအဝင်လူ800လောက်ကိုကယ်တင်နိုင်ခဲ့ပြီးသူတို့ဟာအတင်းအကျပ်ခေါ်ဆောင်ပြီးအလုပ်စီခိုင်းခံရတာဖြစ်တယ်လို့အများစုကပြောကြပါဗျ။ ။တရင်ဘက်များစွာကြားထွက်ပြေးတိမ်းရှောင်နေခဲ့ပြီးနောက်ပြီးခဲ့တဲ့နှစ်ကဖမ်းဆီးခံရတဲ့အသက်35နှစ်အရွယ်အဲလစ်ကူကသူ့အပေါ်ဆွဲချက်တင်တဲ့ဆွဲချက်အလုံးကိုညှင်းဆို့ခဲ့ပါတယ်။သူအနေနဲ့အခုချမှတ်ခံရတဲ့ပြည်တံအတွက်အယူခံဝင်သွားမှာလားဆိုတာကိုတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ငွေကြေးခဝါချမှုအပါအဝင်သူ့အပေါ်နောက်ထပ်ဆွဲတင်ထားတဲ့ဆွဲချက်၅ခုအတွက် ။ Alice Kuo အမှုဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။2022ခုနှစ်မှာ Alice Kuo ဟာမြို့တော်မနီလာမြောက်ဘက်ရှိဗန်မက်မြို့ရဲ့မြို့တော်ဝန်အဖြစ်ရွေးကောက်ခံခဲ့ရပါတယ်။သူဟာအများကိုစောက်ရှောက်လေးရှိတယ်လို့ကိုချင်းစာတက်တဲ့ခေါင်းဆောင်ဖြစ်တယ်လို့ဗန်မက်မြို့ကန်တွေကပြောပါတယ်။ဒါပေမဲ့2024ခုနှစ်မှာဖိလစ်ပိုင်အာနာပိုင်တွေကဗန်မဲမျိုးမှာတရားမဝင်ကာစီနိုယုံတွေပုံရှုပ်ွက်ရှုပ်ဖွင့်ထားကြောင်းဖော်ထုတ်လိုက်ပြီးနောက်မှာတော့အဲ့ဒီမျိုးကလူအများအယုံစိုက်စရာဖြစ်လာခဲ့ပါတယ်။ ဖိလစ်ပိုင်ရှိကာစီနိုလုပ်ငန်းတွေရဲ့အဓိကဖောက်သည်တွေကတော့လောင်းကစားကိုတင်းတင်းကြပ်ကြပ်တားမြစ်ထားတဲ့တရုတ်နိုင်ငံကလူတွေဖြစ်ပါတယ်။ Alice Guo ကအဲ့ဒီလုပ်ငန်းတွေရှိတဲ့နေရာကိုတတိမထားမိဘူးလို့ကနေဦးမှညင်းဆို ခဲ့ပေမဲ့လွှတ်တော်ကော်မတီရဲ့စုံစမ်းစစ်ဆေးမှုတွေအတွင်သူ့ယုံအနီးမှာရှစ်ဟတာလောက်ရှိတဲ့အဆောက်အဦတွေကိုတတိမထားမိစရာအကြောင်းမရှိဘူးလို့ဆုံးဖြတ်ခဲ့ပါတယ်။အဲ့ဒီနေရာမှာအဆောက်အဦ36ခုရှိပြီး Alice Guo အရင်ကပိုင်ဆိုင်ခဲ့တဲ့မြေပေါ်မှာတည်ဆောက်ထားတာဖြစ်ပါတယ်။ သူဟာဖိလစ်ပိုင်မှာမွေးဖွားတာမဟုတ်ပဲဆယ်ကျော်သက်အရွယ်မှာသူ့မိဘတွေနဲ့အတူတရုတ်ပြည်မှာကြီးကနေရွှေ့ပြောင်းလာတယ်ဆိုတာကိုလည်းဖိလစ်ပိုင်လွှတ်တော်အမတ်တွေကစစ်ဆေးတွေးရှိခဲ့ပါတယ်။သူ့ကိုမကြခင်မှာပဲယာရုကဖယ်ရှားခဲ့ပြီးနောက်ထပ်သူ့အကြောင်းအသေးစိတ်အချက်လက်တွေထွက်ပေါ်လာချိန်မှာတော့2024ခုနှစ်ဇူလိုင်လမှာပြောက်ကွယ်သွားပါတော့တယ်။နိုင်ငံပေါင်း၄နိုင်ငံမှာနိုင်ငံတကာစစ်ဆေးရေးတွေနဲ့အတူသူ့ကိုဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။အဲ့ဒီနှစ်စက်တင်ဘာမှာသူ့ကိုအင်ဒိုနီးရှားမှာဖမ်းမိပြီးဖိလစ်ပိုင်သို့လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးရေးကြိုးပမ်းနေမှုတွေကနေကမ္ဘာအချမ်းသာဆုံးနိုင်ငံတွေနောက်ပြန်ဆုတ်သွားပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကပြပြပေးထားပါတယ်။အမေရိကန်နဲ့ဂျပန်ပါဝင်ကမ္ဘာအချမ်းသာဆုံးနိုင်ငံပေါင်းနှစ်တာစင်ဟာသူတို့ရဲ့ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးရေးကြိုးပမ်းမှုတွေကနေနောက်ပြန်ဆုတ်နေကြကြောင်းနိုဝင်ဘာ20ရက်ကထုတ်ပြန်တဲ့လိလာမှုတစ်ခုမှာဖော်ပြထားပါတယ်။ချမ်းသာဆုံးနိုင်ငံတွေအများကြီးကအကူအညီပေးရေးဘတ်ဂျက်တွေလျှော့ချတာဖြတ်တောက်တာတွေလုပ်နေပြီး ်ဝေထုတ်ချေးတဲ့နိုင်ငံတွေစီကတဆင့်ရရှိတဲ့ငွေတွေကိုလည်းလျှော့ချသုံးစွဲနေကြကြောင်းလေ့လာမှုမှာဖော်ပြပါရယ်။ဖွံ့ဖြိုးရေးကတိပြုမှုညွှန်းကိန်းဟာအထက်စီးပွားရေးနိုင်ငံပေါင်း38နိုင်ငံကဖွံ့ဖြိုးရေးရန်ပုံငွေထောက်ပံ့မှုရင်းနှီးမြှုပ်နှံမှုရွှေ့ပြောင်းနေထိုင်မှုကုန်တွယ်ရေးတဘာဝပတ်ဝန်းကျင်နဲ့ကျန်းမာရေးအပြင်လုံခြုံရေးနှိပညာတို့နဲ့ပတ်သက်ပြီးသူတို့ရဲ့မူဝါဒတွေပြောင်းလဲပုံကိုလေ့လာပြီးအဆင့်သတ်မှတ်ထားတာပါအဲ့လိုကမ္ဘာ့ချမ်းသာဆုံးနိုင်ငံတွေကကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးရေးအစီအစဉ်တွေကနေနောက်ဆုတ်နေကြတာကြောင့် ဆင်းရဲတဲ့နိုင်ငံတွေကိုထိခိုက်စေပါတယ်။ဆွီဒင်၊ဂျာမနီ၊နော်ဝေနဲ့ဖင်လန်တို့ဟာအဲ့ဒီစင်းမှာသူတို့ရဲ့ထိတ်ဆုံးနေရာတွေကိုဆက်လက်ရရှိထားတာတွေ့ရပါတယ်။အဲ့ဒီစင်းကိုဝါရှင်တန်ခြေစိုက်တက်တိပညာရှင်များအဖွဲ့ Center for Global Development ကနှစ်နှစ်ကြာတိုင်းလေ့လာဖော်ပြတာဖြစ်ပါတယ်။နောက်ဆုံးစင်းမှာ Britain ဟာနှစ်နေရာမြင့်တက်လာပြီးတော့နံပါတ်9နေရာမှာရှိပါတယ်။ ဒါကအကူအညီပေးမှု40ရာခိုင်နှုန်းလျှော့ချကြောင်းလန်ဒန်ဆိုရကမကြသေးခင်တုန်းကရယူထားတဲ့ချက်လက်တွေပေါ်အခြေခံထားတာဖြစ်ပါတယ်။ဒါကြောင့်နောက်လာမယ့်အလားတူစင်းမှာဗြိတိန်ဟာဆက်လက်အဆင့်လျှော့ချသွားမှာဖြစ်ပါတယ်။အမေရိကန်ကတော့နှစ်နေရာရော့ချသွားပြီးတော့နောက်ဆုံးစင်းရဲ့နံပါတ်28နေရာကိုရောက်ရှိသွားပါတယ်။ဒါပေမဲ့ဒီလိုအဆင့်လျှော့ချမှုမှာဒေါ်နယ်ထရပ်တမနာဖြစ်လာပြီးတဲ့နောက်ပိုင်းအကူအညီလျှော့ချမှုဒေါ်လာဘီလီယံများစွာကိုထည့်မတွက်ရသေးပါဘူး။ မနေ့ပြန်နိုဝင်ဘာလ22ရက်နေ့အတွက်ဝလိဝတ္တခံမှန်းချက်သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00အချိန်တိုင်းထွာချက်တွေအရမြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာတိမ်အထင်ထင်မှတိမ်ထူထပ်နေပြီးကြံဒေသတွေမှာတော့တိမ်အနည်းငယ်ဖြစ်ထွန်းနေပါတယ်။မနေ့ပြန်အတွက်ခံမှန်းချက်ကတော့ကက်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်ထင်မှတိမ်ထူထပ်နိုင်ပါတယ်။မြမကန်ယူတန်းတချောင်းနဲ့ကန်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းတွေကြာရောက်နိုင်ပြီးလိုင်းကြီးနိုင်ပါရှင်။ မိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာအရှေ့ဘက်ကနေတနာရီ25မိုင်မှ မိုင်30ခန့်အထိတိုက်ခတ်နိုင်ပါတယ်။နေပြီးတော့စကိုင်းတိုင်းမန္တလေးတိုင်းမကွေတိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်မြောက်ပိုင်းချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာဆက်စပ်မိုးထစ်ချုံရွာသွန်းနိုင်ပြီးပဲခူးတိုင်းအေရဝတီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်စားမိုးထစ်ချုံရွာသွန်းနိုင်ပါတယ်။ ရန်ကုန်တိုင်းနဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာတိမ်အထင်အင့်ဖြစ်ထွန်းနိုင်ပါတယ်ရှမ်းရန်ကုန်တိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာမြို့ထူများကျဆင်းနိုင်ပါတယ်အမြင့်ဆုံးပူချိန်တွေအနေနဲ့မော်လမြိုင်မြို့နဲ့ဖအံမြို့တို့မှာ29ဒီဂရီစင်တီဂရိတ်စီနဲ့ဒဝယ်မြို့မှာတော့29ဒီဂရီစင်တီဂရိတ်အသီးသီးစီရှိနိုင်ပါတယ်မြန်မာတိုင်းငံလုံးမှာခရမ်းလွန်ရောက်ကြီးအညွှန်းကိန်းဟာအလွန်မြင့်မားတဲ့အဆင့်မှာရှိနေနိုင်တယ်လို့လည်းခံမှန်းရရှိပါတယ် ီမိုလေးဝဒအစီအစဉ်ကိုတော့အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနနဲ့ဝန်ကြီးတော်ကုန်းတို့ကနေရယူဖော်ပြတာဖြစ်ပါတယ်ရှင်။တန်လင်းထိုင်းမြေညနေခင်းနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါ။တန်လင်းထိုင်းမြေသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တန်လင်းထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။